အောင်ပဲမင်္ဂလာပါ focus ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကမိမိဘဝရည်တည်မှုအတွက်အလောက်ကန်ခွင့်လန်းတွေကိုရှာဖွေနေကြတဲ့မိတ်ဆွေတို့အတွက်အလောက် interview ဖြေဆိုရမှာအောင်မြင်အဆင်ပြေစေမဲ့ကြိုတင်ပြင်ဆင်မှုအပိုင်းနှစ်ဖြစ်ပါတယ် Success is where preparation and opportunity meet ဆိုတဲ့ Bobby Ansari ရဲ့ဆိုစကားလိုပဲမှန်ကန်ကောင်းမှုနဲ့မိတ်ဆွေရဲ့ကြိုတင်ပြင်ဆင်တွေးခေါ်မှုက အရာရာကိုအဆင်ပြေချုံးမွေ့စေမှာဖြစ်ပါတယ်။အဲ့ဒီတော့အလုံးအင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုအပိုင်းနှစ်လေးကိုစတင်လိုက်ကြရအောင်။ Mind your body language အင်တာဗျူးသွားပြီးအလိုမိတ်ဆွေစိတ်ကစတိလိုက်တဲ့အချိန်ကစပြီးတော့အင်တာဗျူးဖြေဆိုပြီးပြန်ထွက်လာတဲ့အချိန်ထိကိုနေဟန်တာစမတ်ချဖို့ဆိုလိုတာဖြစ်ပါတယ်။ထိုင်ကုန်မှာထိုင်တဲ့အခါကိုနေဟန်တာခမမတ်ဖြင့်တက်ကြွပြီးတော့စိတ်ဝင်စားမှုပြင်းပြတဲ့ပုံစံရှိနေဖို့လိုပါတယ်။ နေပုံထိုင်ပုံကပြင်းပြင်းထန်ထန်နဲ့မဖြစ်စေဘဲနဲ့စမတ်ချပြီး strong ဖြစ်တဲ့ကိုနေဟန်တာရှိရပါကိုရဲ့အလုံးလျှောက်တဲ့ရာထူးအင်တာဗျူးတဲ့သူရဲ့ welcome လုပ်တဲ့အခြေအနေပေါ်မူတည်ပြီးတော့လက်ဆွဲနှုတ်ဆက်ခြင်းနဲ့မျက်လုံးချင်းဆိုင်ပြီးတော့စကားပြောနှုတ်ဆက်ခြင်းတွေကိုဂယုဒ္ဓဆိုင်ပြုလို့ရမယ်နောက်တစ်ချက်က prepare examples ဟုတ်ပါတယ်ဥပမာပေးပွဲ ကိုတွေ့ဖြစ်ရမှန်လေးတွေကို story လေးတွေဖန်တီးတော့ဖို့ဆိုလိုတာဖြစ်ပါတယ်။မိတ်ဆွေရဲ့အရေးအချင်းအတွေ့အကြုံတွေကိုထိထိမိမိပေါ်ပြဖို့အတွက်ဖြေရှင်းခဲ့ရဖို့တဲ့အခြေအနေတွေအခက်အခဲတွေကိုမြင်သာပြီးတော့စိတ်ဝင်စားဖွယ်ပြောပြရစရာအဖြစ်ပြက်လေးတွေကိုကြိုတင်စဉ်းစားတော့ရမှာပဲဖြစ်ပါတယ်။ဥပမာမန်နေဂျာယာတို့အတွက်အင်တာဗျူးဖြေဆိုသူဖြစ်ခဲ့မယ်ဆိုလို့ရှိရင် COVID-19 ကိုတကမ္ဘာလုံးရေဆိုင်ကြရတဲ့ကာလမှာကုမ္ပဏီနဲ့ဝန်ထမ်းတွေရဲ့ကြားထဲမှာ ဘလို့စီမံခန့်ခွဲခဲ့လေဝန်ထမ်းတွေကိုစိတ်တမကြအောင်ဘလို့အုပ်ချုပ်သွားနိုင်ခဲ့လေ how will you manage on crisis situation စားရှိတဲ့မိကုမျိုးမေးလာခဲ့မယ်ဆိုရှင်ဒီအမှုမှမျိုးနဲ့ပြန်လဲပြီးတော့ဖြေကြားနိုင်ရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့လောက်ကရရမယ့်ယာတုပေါ်မူတည်ပြီးတော့လိမ္မာဘာနဲ့ဆောင်နဲ့ဖြေရှင်းပေးနိုင်တဲ့အကြောင်းကိုစိတ်ဝင်စားဖို့ပြောပြတတ်ရမှာပဲဖြစ်ပါတယ် နောက်ထပ်ကြိုတင်ပြင်ဆင်စရာတစ်ချက်က stay calm စိတ်အေးအေးထားဖို့ပဲဖြစ်ပါတယ် this too will be gone လို့တွဲပြီးတော့စကားပြောတဲ့အခါမှာမိကွန်းတစ်ခုချင်းစီကိုမိကွန်းရဲ့ဆိုလိုရင်းနဲ့ကိုယ့်ရဲ့အသည့်ကိုချိတ်ဆက်မိအောင်လို့ပြောဆိုတတ်ဖို့အုံနောက်ကိုတတိပေးနိုင်ရမှာဖြစ်ပါတယ်စကားပြောမလို့ဘူးနဲ့စိတ်ကိုအေးအေးစွာထားဖို့လိုအပ်ပါလိမ့်မယ် အင်တာဗျူးဆိုတာကအရေးကြီးတာမှန်ပြီတော့ညာလေမိတ်ဆွေရဲ့တည်ငြိမ်တဲ့စိတ်ကသာမိလာသမျှမိကုံးများကိုဘယ်လိုဖြည့်ဆို့ရမလဲဆိုတာကိုကောင်းစွာစဉ်းစားနိုင်မှာဖြစ်ပါတယ်ခြေချင်းစောများပြီးတော့မိတာကတခြားဖြည့်ဆို့တာကတခြား ဖြစ်ပူးခြားသူတွေရှိပါလိမ့်မယ်။ English လို့ဖြေဆိုတဲ့အခါဒါမျိုးပို့ပြီးတော့ဖြစ်တတ်လေးရှိကြပါတယ်။ကိုယ့်ရဲ့စိတ်ထဲမှာလောနေပြီလားလို့တတိထားမိတဲ့အချင်းကဒီအချင်းတွေကို အများကြီးထိန်းချုပ်နိုင်စွာရှိပါလိမ့်မယ်။စိတ်ကို relaxation လုပ်တဲ့အလေးအကျင့်ရှိသူတွေကတော့ interview nervous ဖြစ်တဲ့စိတ်လှုပ်ရှားမှုဆိုတာကမခက်ခဲတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်ကြိုတင်ပြင်ဆင်စရာတစ်ချက်က be confident မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ပဲဖြစ်ပါတယ်မိတ်ဆွေဟာအကောင်းဆုံးပြင်ဆင်သွားတာမဟုတ်လို့ကိုကဒီအလုပ်အတွက်အသင့်တော်ဆုံးလူလို့မှတ်ယူသွားရမှာပဲဖြစ်ပါဒါဆိုရင်ကျွန်တော်အခုနပေါ်ပြပြီးတော့တဲ့စိတ်လှုပ်ရှားတဲ့အခြေအနေတွေကိုအများကြီးရှင်းချနိုင်မှာပဲဖြစ်ပါတယ်ယုံကြည်မှုလွန်ကဲပြီးတော့စကားတတ်တဲ့အတိုင်းမလုံနိုင်တာတွေပါထည့်ပြောတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးမိတ်ဆွေဟာအလုပ်လုပ်ချင်သေးရှိတဲ့သူဆိုလို့ရှိရင် ဒီအလုပ်မရခဲ့ဘူးဆိုရင်တော့မှအခွင့်အလမ်းတွေကိုရှာဖွေနေတဲ့မိတ်ဆွေအတွက်ကိုနဲ့ထိုက်တန်တဲ့အလုပ်တစ်ခုကရှိနေပြီးသားပဲဖြစ်ပါတယ်မိတ်ဆွေကိုယ်တိုင်ကသာရှာဖွေတတ်ဖို့ပဲလိုအပ်တာဖြစ်ပါတယ်တခါတလေမှာကိုကကုမ္ပဏီပေါ်အရန်ကြီးအထင်ကြီးထားပေမဲ့အင်တာဗျူးတဲ့သူကအဆင်မပြေတာကြောင့်စိတ်ပြတ်သွားမိတာမျိုးလည်းရှိတတ်ပါတယ်။အကယ်၍အဲ့ဒီလိုမျိုးနဲ့ကြုံခဲ့ရမှဆိုရင်လည်းပိုကောင်းတဲ့အလုပ်ကငါအတွက်ရှိနေတယ်လို့ မိမိကိုယ်ကိုယုံကြည်ဖို့လိုအပ်ပါလိမ့်မယ်။ဘယ်အင်တာဗျူးမှမဆိုမိတ်ဆွေရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကို ယုံကြည်တဲ့ပြောပုံဆိုပုံဖြေကြားပုံတွေကမိတ်ဆွေအပေါ်အထင်ကြီးလေးစားမှုကိုထင်ကျန်စေခဲ့မှာပဲဖြစ်ပါတယ်။နောက်တစ်ချက်က follow up interview ဖြေဆိုပြီးတဲ့အခါအစဉ်ပြေလို့ရှိရင်တော့အလုပ်ဘက်ကဆက်သွယ်လာမှာပဲဆိုပြီးတော့ကုမ္ပဏီဘက်ကဆက်သွယ်လာတော့ကိုပဲစောင့်ဆိုင်နေလို့မရပါဘူး။မိတ်ဆွေဘက်က interview ဖြေခဲ့တဲ့အလုပ်ဟာကိုလှုပ်ရှင်နဲ့ကိုသဘောကျတဲ့အလုပ်ထေချာပြီဆိုလို့ရှိရင်တော့ interview နဲ့ပတ်သက်ပြီးတော့ follow up လိုက်တဲ့အဆင့်ကိုလုပ်ကိုလုပ်ရပါမယ်။ interview မှာမေးတဲ့သူကကိုယ့်အပေါ်အရင်သဘောကျတဲ့အရေးအယောင်တွေရခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအဆင့်ကိုမိတ်ထားလို့ရပါပြီ။ဒါပေမဲ့ကိုဟာ interview မှာအရင်ကြီးလည်းမဖြေနိုင်ခဲ့ဘူး။90ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းတော့ပဲဖြေဆိုနိုင်ခဲ့တယ်ဆိုရင်တော့ follow up လိုက်ဖို့လိုအပ်ပါလိမ့်မယ်။အလောက်လျှောက်တဲ့ယာတူးအဆင့်ပေါ်မူတည်ပြီးတော့ အလုတ်ခေါ်တဲ့သူတွေဘက်ကအလီးထားမှုဝယ်ပြကြတာပဲဖြစ်ပါတယ်။အင်တာဗျူးဖြေဆိုပြီးတော့ပြန်လာပြီးတဲ့အချိန်မှာပဲဖြေဆိုခွင့်ရခဲ့တာနဲ့အခွင့်အရေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့အရန်ကိုစိတ်ဝင်စားပဲကောင်းခဲ့ကြောင်းကိုအီးမေးလ်ဒါမှမဟုတ်လို့ရှိရင် message စာတို့ပို့ပြီးတော့ဆက်သွယ် follow up လုပ်ရပါမယ်။အကယ်၍အင်တာဗျူးမှာမိတ်ဆွေရဲ့အင်တာဗျူးဖြေဆိုမှုက 80ရာခိုင်နှုန်းလောက်သာဖြေဆိုနိုင်ခဲ့တယ်။ဒါမှမဟုတ်ကိုမဖြေဆိုနိုင်ခဲ့တဲ့အရေးကြီးတဲ့မိဘတွေရှိခဲ့မှဆိုလို့ရှိရင်စိတ်လှုပ်ရှားစွာမဖြေဆိုနိုင်ခဲ့တဲ့မိဘများကိုစိတ်ဝင်စားနဲ့ပြန်လည်ပြီးတော့လေ့လာနေကြောင်းမိတ်ဆွေရဲ့တင်ယူလူစိတ်ကိုပေါ်ပြတဲ့စိတ်ရဲ့သဘောထားကိုပြသရမှာပဲဖြစ်ပါတယ်။ follow up လိုက်တဲ့နေရာမှာ email ပို့တည်ဖြစ်စေ message ပို့တည်ဖြစ်စေဂျုံပိတ်ရက်တွေကိုရှောင်ရှားရပါမယ်။ ဒီအချက်လက်တွေကတော့ဘယ်ယာဒူအင်တာဗျူးအတွက်မဆိုလိုအပ်တဲ့ပြင်ဆင်မှုအပိုင်းနှစ်ပဲဖြစ်ပါတယ်။အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုအပိုင်းတစ်ကိုမလေးလာရသေးသူများအတွက်ကွန်မန့်မှာ link ချပေးထားပါတယ်။လိုအပ်သူတွေအတွက်အထောက်အကူဖြစ်ပြီးတော့တက်သည့်နားလည်ပြီးသားသူများအတွက်လည်းထပ်ပြီးတတိပြန်ရောက်မယ်လို့ ယုံကြည်ပါတယ်။မိတ်ဆွေတို့ရည်မှန်းထားကြတဲ့အလုံအင်တာဗျူးများကိုအောင်မြင်စွာဖြေဆိုနိုင်ပြီးတော့မိမိဘဝရည်မှန်းချက်များပြည့်ဝကြပါစေ။ Focus Hospitality Training ကနေပြီးတော့မိတ်ဆွေတို့ဘဝအတွက်အကျိုးရှိတဲ့လိမ့်လာစရာအသိပညာပေးဗီဒီယိုများကို အမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ Facebook account ကို follow လုပ်တော့ကိုအကြံပြုလိုက်ပါရစေဒီနေ့ခေတ် social media တွေကအတုံးချကြံတွေမဟုတ်တော့ပါဘူးမိမိတို့ကိုပြန်ပြီးတော့အတုံးချနေတဲ့အခြေအနေကိုရောက်နေပါပြီဒါကြောင့်မလို့မိတ်ဆွေကသာမြင်သမျှတွေ့သမျှဗီဒီယိုတွေနဲ့အကြောင်းအရာတွေကိုရွေးချယ်အသုံးမချတတ်ဘူးဆိုလို့ရှိရင်တော့အချိန်ကုန်ဖုန်းပေကုန်ပြီးတော့ social media တွေရဲ့လွှမ်းမိုးမှုကိုမတိမတခံစားကြရမှာပဲဖြစ်ပါ အတိပညာဉာဏ်ကြီးစွာနဲ့မိမိရဲ့အချိန်ငွေကြေးတွေကိုအသုံးပြုပြီးတော့ဘဝရဲ့တိုးတက်လမ်းတွေကိုရှောက်ပွေးနိုင်ကြပါစေ။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အောင်မြင်အစီအပြေတဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေ။ Bye bye, see you in the next video.